မင်္ဂလာပါရှင်ရန်ကုန်ခေတ်ရဲ့မလက်ခေတ်သတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင်ကချင်ပြည်နယ်မှာတိုက်ခိုက်သိမ်းပိုက်ရရှိထားတဲ့စစ်ကောင်စီရဲ့ Boribun Point 981စခန်းကို KIA စစ်ဦးစီးချုပ်နဲ့ NUG ကာကွယ်ဝင်ကြီးတို့တွားရောက်စစ်ဆေးပါတယ်ဂံကောမြို့မှာရဲစခန်းမှာအမိန့်ချမှတ်ပြီးတာနိုင်ငံရေးအကျဉ်းသားတွေကိုထောင်ကိုပို့ဆောင်ခြင်းမရှိဘဲအချုပ်ခန်းတွေမှာဖမ်းဆီးထားကလူခွေချိုးဖောက်မှုတွေဆိုးရွားစွာလုဆောင်နေတဲ့တဲ့င်းပါဝင်နောက်ဆုံးရတဲ့တဲ့င်းတွေကိုတင်ဆက်ပေးပါမယ်ရှင် အခုပထမဆုံးတင်ဆက်ပေးခြင်းတဲ့တဲ့တဲ့ပုတ်ကတော့ကချင်ပြည်နယ်မှာ KIA ကတက်ခတ်သိမ်းပတ်ရရှိထားတဲ့စစ်ကောင်စီရဲ့ Bonnie Bank Point 981စကံကို KIA စီးပွားရေးချုပ်နဲ့ NUG အမျိုးသားညီညွတ်ရေးဆိုရကာကွယ်ဝန်ကြီးတို့တွားရောက်ဆစ်ဆဲခဲ့လို့ NUG ကတရားဝင်သတင်းထုတ်ပြန်ထားပါတယ်။ NUG ကာကွယ်ဝန်ကြီးဦးရီမွန်ကကချင်လွတ်လပ်ရေးတပ်မတော် KIA စီးပွားရေးချုပ်အမှတ်၁စစ်ဒေသမှဒုဗိုလ်ချုပ်ကြီးခေါင်လုံးနဲ့အတူကချင်ဒေသစစ်ဆေးရေးအတွင်း သိမ့်ပတ်ရရှိခဲ့တဲ့တက်စကန်ကိုမနစ်ကသွားရောက်ကြည့်ရှုစစ်ဆေးခဲ့တာလည်းဖြစ်ပါတယ်။အဲဒီစကန်ဟာစစ်ကောင်စီရဲ့ရှေ့တန်းအမှတ်27စစ်စစ်ရေးကုကဲမှုဌာနချုပ် .981 မစုတ်တမ်းအရေးကြီးခန်းစစ်စကန်တစ်ခုဖြစ်ပြီးမတ်လ15ရက်မှာကချင်လွတ်လပ်ရေးတပ်မတော် KIA ဦးဆောင်တဲ့တော်လိုင်းတပ်ဖွဲ့တွေကသိမ့်ပတ်ရရှိခဲ့တာလည်းဖြစ်ပါတယ်ရှင်။ မကွေးတန်းသင်းတပုတ်ကိုတင်ဆက်ပေးကြပါရစေ။မကွေးတန်းမြိုင်မြို့နယ်ကိုင်းတော်မှရွာမှာစစ်တပ်စစ်ကြောင်းကိုအနီးကပ်ပစ်ခတ်တိုက်ခတ်ခဲ့ရမှာစစ်တပ်ဘက်က3ဦးသေသွားပြီးတနက်နှစ်လက်ကိုတင်ဆက်ရရှိခဲ့လို့အောက်ခွေ People Defense Force ကသတင်းနဲ့ပြန်ကြားတဲ့တောင်းခံကိုပိန်ကပြပြပါရစေ။မလ20ရက်နေ့ကရေဆက်ဆောင်နေတဲ့စစ်သား12ဦးဟာကျေးရွာအတွင်းကိုဝင်ရောက်လာစဉ် တော်လန်တပ်ဖွဲ့တွေကကိုင်းတော်မှစေကန်းရှိမှအနီးကပ်ပစ်ခတ်တက်ခတ်ခဲ့တာဖြစ်တယ်လို့လည်းသိရပါဗျ။ထိတွေ့တိုက်ပွဲ15မိနစ်ခန့်ကြာမြင့်ခဲ့ပြီးအကြမ်းဖက်စစ်သား3ဦးကတေသွားတာဖြစ်ပြီး MA1 တနတ်တလည်းတေဆုံးသွားတဲ့စစ်ကောင်စီတပ်သားတွေရဲ့ဖုန်းတွေကနေတပ်ပုံတွေနဲ့အချက်လက်ချို့ကိုသိမ်းဆည်းရရှိခဲ့လို့သိရှိရပါဗျ။အကြမ်းဖက်စစ်ကောင်စီတပ်တွေဟာအင်အားနည်းနေတာကြောင့်စစ်ကူထွက်လာတာမျိုးမရှိဘူးလို့အကွက် People Defense Force ကသတင်းနဲ့ပြန်ကြားရေးတာဝန်ခံကိုပိန်ကပြောပြပါရရှင်။ စကန်းသတင်းတပုတ်ကိုတင်ဆက်ပေးကြပါရစေ။စကန်းတန်ကလင်းမြို့စမ်းမြို့ရက်ွက်မှာအကြမ်းဖက်စစ်တပ်ဟာပြည်သူတွေကိုအသိပေးခြင်းမရှိဘဲလမ်းမပေါ်မှာဘုံးကိုတနက်နဲ့ပြစ်ခတ်ဖောက်ခွဲခဲ့တာကြောင့် ကလစ်ကန်တိုးဟာတည်ဆုံးသွားခဲ့ရလို့ဒေတာတွင်းသတင်းမြစ်တွေစီကသိရှိရပါတယ်။မလ၁၈ရက်နေ့၉နိုင်လောက်မှာစမ်းမြူရောက်ကကမ်ဘောဇာဘန်နေအကြက်ဘက်စစ်တပ်ဟာလူသွားလူလာတွေရှိနေတုန်းမှာလမ်းမပေါ်မှာဘုံးကိုတနက်နဲ့ပြစ်ခတ်ဖောက်ခွဲခဲ့တာလည်းဖြစ်ပါတယ်။အဲလိုဖောက်ခွဲမှုကြောင့်စိုက်တွဲတစ်စီးဟာထိမှန်သွားခဲ့ပြီးစိုက်တွဲသမားရော၅နှစ်ရွယ်ကလေးကိုပါဘုံးစာထိမှန်ခဲ့ပြီးရဲ့နောက်မှာကလေးငယ်ဟာတည်ဆုံးသွားတာဖြစ်တယ်လို့လည်းဒေတာကန်တူဦးကပြပြပါရရှင်။ ဒီတစ်ခါမှာတော့မကွေးတိုင်းကံကောမြို့မှာရေစကန်တွင် အချုပ်ခန်း၃ခုမှာအမိန့်ချမှတ်ပြီးသားနိုင်ငံရေးအကျဉ်းသားတွေကိုအကျဉ်းထောင်ကိုပို့ဆောင်ခြင်းမရှိဘဲဖမ်းဆီးတာကလူ့ခွင့်ရေးချိုးဖောက်မှုတွေကိုစိုးရွားစွာလှုပ်ဆောင်နေရလို့မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်ရဲ့ဥဆောင်ကော်မတီဝင်ကိုတိုက်ထွန်းကပြောပြပါရယ်အမျိုးသမီးတွေကိုထားတဲ့အချုပ်ထန်းဟာအလျားဆက်ပြီးအနက်၁၂ပေခန့်သာရှိပြီးနေထိုင်ရတဲ့အမျိုးသမီးအချို့မှာလူရည်ကြက်ညက်နေတဲ့အတွက်ကြောင့်အချုပ်ခန်းထခိုးတွေမှာပါတက်ပြီးအိတ်နေကြတဲ့အထိဖြစ်ပွားနေတယ်လို့ကိုတိုက်ထွန်းကပြောပြပါရ ယ်။အမျိုးသားတွေထားရအခန်းမှာလည်းအကြက်ပေ30ဝန်းကျင်သာရှိပြီးတဦးခြေတော်ပုံကိုတဦးခြေတော်ထပ်တင်ကအိတ်ကြရတာဖြစ်ပြီးအလက်ကြအိတ်ရတဲ့အထိဖြစ်နေတယ်လို့လည်းဆိုပါရတယ်။နိုင်ငံအကျဉ်းသားတွေဟာ24နိုင်ရင်ပတ်လုံးအခန်းချင်းထဲမှာကြက်ညက်ပြီးနေရတဲ့အတွက်ကြောင့်ခနာကိုအင်အားချင်းတဲ့ချင်းတွေလည်းကြုံတွေ့နေရတယ်လို့လည်းဆိုပါရတယ်။အဲ့ဒီအချုပ်ခန့်မှာ နိုင်ငံရေးပုံမှန်တွေနဲ့အမိန့်ချမှတ်ခံထားတဲ့နိုင်ငံရေးအကျဉ်းသား30ကျော်နိုင်ငံရေးအကျဉ်းသူ10ဦးကျော်ရှိနေပြီး၎င်းတို့ကိုအကျဉ်းထောင်ကိုပို့ဆောင်ခြင်းမရှိတဲ့အတွက်ကြောင့်အကျဉ်းသားအခွင့်အရေးတွေထပ်မံဆုံးရှုံးနေရတာဖြစ်တယ်လို့လည်းကိုတိုင်ထွန်းကပြောပြပါရယ်ဂန်ကောမြို့မှာရဲစခန်းဟာစစ်တပ်နဲ့ပြူစောတိတွေအဝင်အတွက်ပြုတ်လုံနေတဲ့စခန်းဖြစ်ပြီးအကျဉ်းသူအကျဉ်းသားအချုပ်သူအချုပ်သားတွေအတွက်အသက်အမာခံချက်မရှိတဲ့အပြင်မကြာခဏခေါ်ဆစ်ဆီမှု ငင်းပန်နှက်ဆက်မှုတွေကိုလည်းနေ့စဉ်နဲ့မျှခံနေကြရတယ်လို့လည်းသိရှိရပါတယ်အမေမချရသေးတဲ့အကျဉ်းသားတွေမှာလည်းအကျဉ်းထောင်လက်ဆွဲဥတွေထဲမှာမိသားစုရှင်နေတွေနဲ့တွေ့ဆုံခွင့်ရရှိမယ်လို့ပြဋ္ဌာန်းထားပေမဲ့လည်းတွေ့ခွင့်မရပဲအခွင့်အရေးတွေချိုးပေါက်ခံနေရတယ်လို့သိရှိရပါတယ်ရှင်။အခုနောက်ဆုံးတင်ဆက်ပေးခြင်းတဲ့တဲ့ဘုတ်ကတော့မန္တလေးတိုင်းမတရားမြို့နယ်အတွင်းစစ်ကြောင်းထိုးနေတဲ့အကြမ်းဖက်စစ်ကောင်စီစစ်သားတွေဟာ PDF ရဲဘော်တိုးနဲ့ပြည်သူ၃ဦးကိုဖမ်းဆီးတပ်ဖြတ်ပြီး နေအိမ်၁၄လုံးနဲ့စံကတစည်းကိုမိရှို့ဖျက်ဆီးခဲ့လို့မဒရာမြို့နယ်ပကပသတင်းတာဝန်ခံကိုဘိုတော့ကပြောပြပါရယ်မလ၂၀နှစ်မနဲ့၅နိုင်လောက်မှာမဒရာမြို့နယ်ကြော်တရာကျေးရွာကနေထွက်ခွာလာတဲ့အင်အား60ခန့်ပါတဲ့အကြမ်းဖက်စစ်ကြောင်းဟာညောင်ပင်သာရွာကိုဝင်ရောက်စီးနှင်းပြီးမဒရာမြို့နယ်တိုက်နယ်က ပကပရဲဘော်တို့နဲ့ပြည်သူတို့ကိုဖမ်းဆီးတပ်ဖြတ်ခဲ့လို့လည်းသိရှိရပါတယ်။ဒါအပြင်အကြမ်းဖက်စစ်ကြောင်းဟာရှားစဲချက်ကြီးကျေးရွာကိုထပ်မံဝင်ရောက်စီးနှင်းပြီး ပြည်သူပိုင်းနေအိမ်၁၄လုံးနဲ့ဆိုင်ကယ်တစ်စီးကိုမီးရှို့ဖျက်ဆီးခဲ့တယ်လို့ကိုဗိုတော့ကပြောပြပါဗါးအကြက်ဘက်စစ်ကြောင်းဟာမတရားမျိုးနဲ့အတွင်းထိတွေ့တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲကျေးရွာအတွင်းကိုစစ်ကြောင်းထိုးဝင်ရောက်ကပြည်သူပိုင်းနေအိမ်တွေနဲ့ပစ္စည်းတွေကိုပိတ်မတ်ထားမီးရှို့ဖျက်ဆီးတာတွေလှုပ်ဆောင်နေရလို့လည်းသိရှိရပါတယ်ရှင်ဟုတ်ကဲ့ပါရှင်ဒါကတော့ညံကုန်ခေတ်ရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးရပါကြည့်ရှုပေးရတဲ့ကျေးဇူးတင်ပါတယ်ရှင်ကျေးမာများပါ